ပုဂ္ဂိုလ်အမှန်တရားခံရရှေ့မှာအနာကစီမံကိန်းတွေကိုဖြတ်သိမ်းရလားလုံးလားဖတ်မလားဒါတူတူစီပါတဲ့အားလုံးဖြတ်သိမ်းရလားဆိုတော့အရေးဘူးဟုတ်လားအကုန်လုံးဖြတ်သိမ်းပြီးအေးသေးပဲငါတရားနှလုံးသွင်းပြီးတော့ဒီတိုင်းနေတော့မယ်လို့ဖြတ်သိမ်းရလားဆိုတော့ရဲပါဘူး ဘာကလဲဆိုတော့ပြတ်မတည်ပါဘူးစိတ်ကငါဟုတ်လားယောက်ကငါဟုတ်လားအဲတတ္တိနဲ့ဆိုင်နေဘဝပညာပြန်သွားနော်တောင်ကြော်တက်လို့မရပါဘူးတဲ့ဘုရားတို့ကျင်းဖန်များစွာပွားပါပါဘာလို့မလဲတော့တရားဆိုတာတတ္တိကိန်းထားတာပြောတာနော်တွားလျာဆောင်းထားတဲ့ကိစ္စကဒါရဏုခရဟာတတ္တိပြောတာနော်အဲ့တော့အမြတ်မဥစု အမှောင်လို့ဆိုတာတတ်သွားတယ်နဲ့အတိတ်ကိုလည်းဆက်ထားတဲ့အနာကလည်းပဲစီမံရင်းနေရှိတဲ့အတ္တမှာလည်းငါထင်သူထင်ထားတော့မြဲရတဲ့အစွဲနာတော့အာတဲ့ကတ္တိလည်းပဲဖြည့်ရဲမှလည်းအနာကစီမံရင်းနေလို့နော်ဒေတာမသေးခြင်းဦးလေဒီမဲ့တဏ္ဍာမကြားခြင်းအဲဝဒနာသာမဟုတ်ဘူးတဲ့တတ္တမရှိတဲ့အပြင်ကိုယ့်အတ္တကိုရှုတာတဲ့ပါရောဘာအစဉ်ကတခြားလားခန္ဓာငါးပါးဖြစ်ပြလား လက်တို့အပြစ်အလေးကိုရှုရတာလေကာလတို့အောင်နော်တို့အမှန်တည်းရှုရတာပါဒါကောင်းပြီဒီတော့ဟာအကြာညံနဲ့ငာနဲ့မရောနဲ့ပါရတော့ကိုယ့်ရဲ့အတိုင်းနဲ့ပမာဏကိုစစ်စစ်ပေးရတယ်အမှန်တည်းစစ်ရတယ်ငာနဲ့တော့မရောနဲ့နော်ငာသောတာဖြစ်ပြီးငာဘာဖြစ်ပြီးရှောက်လို့မနေနဲ့ဒီအမှန်တည်းစစ်စစ်ရတယ်ရှုစဲတုစဲနဲ့ကိုယ့်ရဲ့အတွေ့အကြုံပြန်သုံးသပ်ကြည့်တော့ခါမှာ အတွေးရှိရင်လို့ရှိအဲအတွေးနဲ့လေးမှာကာမစ္ဆန္ဒပြန်လာဟုတ်မဟုတ်ပြန်သုံးသပ်ရတယ်တမ်းမဖော်လိုက်ပါအောင်နော်ဒါကိုယ့်ရဲ့အရေးရှိကိုသုံးသပ်ဖို့တည်းဘုရားနိဗ္ဗာန်ထားပြီလားဒီပါဘုဒ္ဓကိတ္တသုံးသပ်ကြည့်အောင်နော်အောက်အောက်ခြေကနေစအောင်ခဲ့နော်အခုဘာရှိများဒီကဲမြတ်တတ်တယ်ပြောင်းထိုင်မျက်စိလေးမြင်အောင်နော် ဒီတက္ကလိတိရှိမရှိနဲ့ပြန်ရှာရအောင်။ကာနိရှိမြန်ဒီပြန်ခံစားကြည့်မယ်။မိစိမိလိုက်ရင်တော့မြင်စရာလိုသေးလား။ထိုင်မလို့မတော့မှာပေါ်တော့မယ်။အပေါ်တာကိုအတွေးရှိတာကိုအပြေမှန်ဖက်ကင်းညာနဲ့ထုတ်ရမှာနော်။ကြည့်တော်မီ။ဖွေရဖြောင်းမြန်ပြန်ခိုင်းပါမယ်။ ဤကိုယ်လုံးညာအတုံးခဲကြီးအဆိုင်ခဲကြီးပါလို့ခွန်ရပြောမယ်။အခေါဝန်ခံစားကြည့်မယ်၊နှစ်ဖူးကိုခံစားကြည့်မယ်။ခံစားတဲ့တည်းတရားရဖြစ်တဲ့အပြင်မျက်နာပုံကောင်းပုံညာအတုံးခဲကြီးပါ။ခမည်းရဲ့နှစ်ဖူးပါလို့ပြောနေတယ်။အခါမျက်လုံးနဲ့ခုံညာလည်းပဲ ခမပိုင်နာပါလို့ပြောနေတယ်။မြဲတယ်ခိုင်းတယ်။ပြင်ပြင်ငါလို့လည်းအော်နေတယ်လို့ဘုရားပြောင်းပြန်ပြောမယ်။ရဲပြန်ကြည့်ကြ။မျက်နှာအမူအရနဲ့ပူနေခုံမျိုးလုံးနဲ့မဆက်မျက်နှာတစ်ပြင်လုံးခံစားကြည့်ပြောအတောခဲအဆိုင်ခဲဖြစ်နေခမည်းပိုင်တဲ့နှစ်ဖူးပါခမည်းနှစ်ခုံမျိုးလုံးမှာ ခမည်းရဲ့နှာခေါင်းမှာပြဇာဗာမေးပါခမည်းရဲ့ရွက်ဒီပါလို့တကားတွေပြောနေတယ်လို့ပြောင်းပြန်တွေ့မယ်ဖွဲ့ထားတာခိုင်မြဲတယ်မပြောက်ဘူးတဲ့မပြောက်တဲ့ပုံကြီးပဲဒုက္ခိမပြောက်ပါဘူးလို့ပြောင်းပြန်တွေ့မယ်ဖရာကတော့ဖွယ်ပြောက်တာတဲ့ဘာလဲအမွေအားရတတ်တာမရှိစကားမပြောဘူးတဲ့ အပြတ်ဖို့ပေါ်လာပါတဲ့သူစေပေါ်ပြီးထုံးစံမလိုက်ဘုရားသုံးမထားတော်နေပဲဟုတ်ဘူးတဲ့ဒုခကြီးကမြဲတယ်ခိုင်တယ်ငါလို့အော်နေတယ်ပြောင်းပြန်တွေ့မယ်နားထောင်ကြည့်မယ်သူစေပေါ်တဲ့အမွေအားတွေကစကားတွေအော်ပြောနေတယ်အများမြတ်သားပါငါပါငါပါလို့ပြောနေတယ်လို့ပြောင်းပြန်နားထောင်ကြည့်မယ် တင်လာတဲ့အမှုရာဆိုတာအမှုရာနဲ့ရှင်းပေါ်တဲ့အမှုရာရအတော်ပြတ်တတ်တော်ကြီးပါကိုယ်ခမရကိုယ်လုံးကြီးပါခမရတပ်ပါချီပါနာပါလို့အော်နေတယ်လို့တတ်တော်ဖြစ်နေစကားပြောတယ်လို့နားထောင်ကြည့်မယ်ဘဝကြီးကလည်းငါပေါ်တဲ့အတင်ခမရကြောင်းကြီးပဲ မြတ်ရတဲ့တပံဤပံတပံမိဖြစ်ရောက်ပြီးဒီပံလို့တို့တို့ပွင့်တည်းရစကားတွေပြောနေတယ်တတော်ရင်မိတွေကဘာကြီးရတယ်ခမရတို့ကဘာကြီးပါလို့ပြောနေတယ်လို့ကိုယ်ရဲ့အိမ်နဲ့ရောက်ကတည်းကခမရတို့ပိုင်းနာပါလို့ခမရရောက်ကပါလို့ပြောနေတယ်လို့ဣတိယအကောင်ဖြစ်နေစကားတွေပြောနေတယ်လို့ပြောပြန်တွေ့မယ် เองปุ่งนี่คือมือเย็นนะปุ่งนี่ปุ่งได้ได้ลงงานนี้อะไรไปปุ่งบอลอะไรขามาโอ้ขมิ้นไปไหนบ้างขมิ้นนับแต่ตาบ้างลูกสังหารีเปลี่ยนนี่เปลี่ยนเหมือนหน้าทองจีเม่ လူငယ်မှာပေါ်သည်မြတ်ဉာဏ်အမှုရာကိုမြရာရတဲ့အထည်ဖြစ်နေ။ဘာဘာငါဘာလို့အောင်းနေလဲ။မြဲတယ်ခိုင်းတယ်သူ။အတ္တဖြစ်နေအောင်းနေပါလေစကားပြောနေပါလေလို့ပြောင်းမြန်တွေးကြည့်မယ်။ဉာဏ်နာနဲ့ထောင်ကြည့်မယ်။သုညာညောစကားတွေပြောနေတဲ့ခန္ဓာအင်းကြီးပဲလို့ တင်္ဂါကြီးငယ်တဲ့စကားပြောတတ်တဲ့ခမရတ္တပါဠိဘာခေါင်းဘာကိုဘာနဲ့ပြောနေတယ်လို့ပြောမယ်နားထောင်ကြည့်မယ်တဝံကြီးအားနဲ့ခမရတို့လောကီဘာကြောင်းနေကနေပါအထယ်ဖြစ်တဲ့စကားတွေပြောနေတယ်လို့ပြောမယ်နားထောင်ကြည့်မယ် ထာရမေရဲ့အမေပါမေရဲ့အဖေပါခင်မျိုးတွေပါခင်မွန်းမသိသေးပါတာလီပါတို့တို့တို့အရေးတရားနဲ့တတ်တာဖြစ်နေစကားတွေပြောနေတယ်လို့ကြောင်းမြန်နာထောင်ကြည့်မယ်ကျိုးရက်ကလည်းမလည်းစကားကြီးဆိုရမ်းပြောနေတယ် ထုတ်ဆက်ကာလမှာစကားတွေဆုံးပြောင်းပြောနေတယ်။အင်းဆက်ကာလမှာစကားတွေဆုံးပြောင်းပြောနေတဲ့အင်္ဂါကြီးငယ်တွေပါလို့ပြောင်းမြန်ထားတောင်းစီမယ်။ ကျဖြစ်နေပါပြီစကားပြတ်တဲ့အကောင်းတဲ့တတ်တာပုဂ္ဂိုလ်ရှိရလားညာနဲ့မှတွေ့ရလားအဲအလမေတာသုံးရင်ခေါ်ကြပါဒါအခေတက္ကဒိဋ္ဌိကိုညာနဲ့တကယ်ပဲနိုင်လို့အမြင်မှန်ရပြီလို့ဝန်တာတာနော်အဲ့ဒါရှုပ်တော့ရပါတယ်နော်ကောင်းပြီ